အားလုံးမင်္ဂလာပါလေဘကဟန်နော်လီ sharing channel ကနေជួសួរပါတယ်ဒီနေ့ခြင်းနဲ့အတူ grade 12 biology chapter 3.7.4 the clotting of the blood အကြောင်းကိုလေ့လာကြရအောင် body has a limited volume of blood ခန္ဓာကိုယ်မှာ blood volume ကအတိုင်းအဆရှိတယ်အရွယ်ရောက်ပြီးသားအမျိုးသမီးတွေမှာဆိုလို့ရှိရင် body weight ရဲ့55%ကရည်ရည်ဖြစ်တယ်အရွယ်ရောက်ပြီးသားအမျိုးသားတွေမှာဆိုလို့ရှိရင်60% of body weight ကရည်ရည်ဖြစ်တယ် example အနေနဲ့ဆိုလို့ရှိရင် 70kg body weight ရှိတဲ့လူတစ်ယောက်မှဆိုလို့ရှိရင် 70kg ရဲ့60%ဖြစ်တဲ့အတွက်ကြောင့်ရေက42 liter ရှိတာဖြစ်တယ်။ရေတွေကဆဲတွေထဲမှာလည်းရှိနိုင်တယ်လို့ဆဲရဲ့အပြင်ဘက်မှာလည်းရှိတာဖြစ်တယ်။ဆဲရဲ့အပြင်ဘက်မှာရှိတဲ့ရေတွေကို ပြန်ပြုတ်ခွဲကြမယ်ဆိုလို့ရှိရင်ဆဲကြီးထဲမှာရှိတဲ့ရေနဲ့ blood vessel ထဲမှာရှိတဲ့ plasma တွေဆိုပြီးတော့မှနှမျိုးခွဲနိုင်တယ် plus မှာကတော့ body weight ရဲ့20%ဖြစ်တဲ့အတွက်ကြောင့် septic kg adaptment မှာဆိုလို့ရှိရင်3 liter လောက်ရှိနေတာဖြစ်တယ်။ In theory a minor gut could endanger life as the torn blood vessels allow blood to escape. blood vessel တွေကိုကျက်စီးစေနေဆိုလို့ရှိရင်သွေးတွေအပြင်ဘက်ကိုထွက်ကုန်တဲ့အတွဲကြောင့်အသက်အငြင်းရှိနိုင်တာဖြစ်တဲ့ first the blood volume will reduce and if too much blood losses you will die blood vessel ရဲ့ wall ကိုပျက်စီးသွားမယ်ဆိုလို့ရှိရင်ပထမအဆုံး blood တွေထွက်လာတဲ့အတွက်ကြောင့် blood volume ကနည်းသွားမှာဖြစ်တယ် blood loss ဖြစ်တာများမယ်ဆိုလို့ရှိရင်တော့လူကိုတည်တဲ့အထိဖြစ်စေနိုင်တာဖြစ်တယ်ဒုတိယအနေနဲ့ထိခိုက်ဒဏ်ရာရတဲ့နေရာကနေပြီးတော့မှရောဂါဖြစ်စေတဲ့ပတ်သူချင်းစီက body ကိုဝင်လာနိုင်တာဖြစ်တယ်ထိခိုက်ဒဏ်ရာရတဲ့ tissue ကနေမှတဆင့် blood vessel တွေကိုလည်း pathogen စီဝင်လာနိုင်တာဖြစ်တယ်။ In normal circumstances the body protects through the clotting mechanism of the blood ဒဏ်ရာရတဲ့လူမှာ သွေးခဲစီရဲ့အရာတွေ normal ဖြစ်နေမယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကထိခိုက်သွားတဲ့နေရာမှာသွေးခဲအောင်လုပ်ပြီးမှဖြစ်တယ်။ This mechanism sees damage blood vessel to minimize blood loss and prevent pathogens getting in blood vessel wall က damage ဖြစ်သွားတဲ့နေရာမှာ blood clot က damage ဖြစ်သွားတဲ့ vessel ကိုပိတ်ပေးလိုက်တာဖြစ်တဲ့အဲ့ဒီတွေကြောင့် blood loss ဖြစ်တာကိုနည်းစေနိုင်တယ်လို့ pathogen စီဝင်လာကိုလည်းကာဝယ်ပေးတာဖြစ်တဲ့ formations of blood clot သွေးခဲတဲ့ဖြစ်စဉ်ကို လေ့လာကြရအောင် plasma blood cells and platelets flow from a cat vessels ထိခိုက်သွားတဲ့ blood vessel ကနေပြီးတော့မှ plasma တွေ blood cells တွေနဲ့ platelets တွေကအပြင်ဘက်ကို စီးသွားမှာဖြစ်တယ်။တက်စီးသွားတဲ့ blood vessel ရဲ့ wall ကို blood clot ဖြစ်ခြင်းအပြင်ပြန်ပြီးတော့မှပြင်ဆင်ရမှာဖြစ်တယ်။ activate ဖြစ်သွားတဲ့ platelets တွေပိတ်မိသွားတဲ့ RBC တွေနဲ့အပေါ်ကနေပြီးတော့မှ fibrin လို့ခေါ်တဲ့အမြင်တွေက blood clot ကိုဖြစ်စေတာဖြစ်တယ်။ contact between the platelets and components of the tissue example collagen fibers in the skin causes the platelets to break open in large numbers damage ဖြစ်သွားတဲ့ tissue example အနေနဲ့ collagen fiber စီနဲ့ platelets ကသွားပြီးတော့မှ contact ထိစပ်မယ်ဆိုလို့ရှိရင် platelets တွေက activated ဖြစ်လာမှာဖြစ်တဲ့ platelets အရေအတွက်တွေလည်းများလာမှာဖြစ်တယ် they release several substances to of which are particularly important activated ဖြစ်တဲ့ playlist တွေက substances တွေအများကြီးကိုထုတ်ပေးမှာဖြစ်တယ်အဲ့ဒီထဲမှာအဓိကနှမျိုးကတော့ serotonin နဲ့ thromboplastin တွေဖြစ်တယ်ဒီပုံမှာဆိုလို့ရှိရင် activated playlist ကနေ serotonin thrombosin A2 ADP တွေကိုထုတ်တာကိုကြားထားတာဖြစ်တယ် serotonin consents the muscle of the blood vessel to contract ဆီရိုတိုနင်က blood vessel ရဲ့ဝေါ်မှာရှိတဲ့ smooth cell ကို contract ဖြစ်စေတာဖြစ်တယ်။ This narrows the blood vessels getting off the blood flow to the damaged area. blood vessel ရဲ့ဝေါ်မှာရှိတဲ့ smooth cell contraction ဖြစ်တဲ့အတွက်ကြောင့် blood vessel ရဲ့လူမှန်ကကျဉ်းသွားမှာဖြစ်တယ်။အဲ့ဒီအခါမှာ damage ဖြစ်တဲ့ area နေပြီးတော့မှသွေးတွေထွက်သွားတာကိုနည်းအောင်လုပ်ပြီးလိုက်တာဖြစ်တယ်။ Thromboplastin is an enzyme that starts a sequence of chemical changes that clot the blood. Thromboplastin ကတော့ blood clot ကိုဖြစ်စေတဲ့ chemical changes တွေကိုအစားပြုပေးတဲ့ enzyme ဖြစ်ပါလေတဲ့။ ပထမဆုံး blood vessel က vessel constriction ဖြစ်ပြီးတဲ့အခါမှာ activated platelets တွေက damage ရသွားတဲ့ blood vessel wall ကိုကပ်ပြီးတော့မှပိတ်ပေးမှာဖြစ်တဲ့ activated platelets တွေနဲ့ RBC တွေကို အပေါ်ကနေပြီးတော့မှ firing အမြင်တွေက အုပ်ထားတဲ့အတွက်ကြောင့် blood clot ကို ဖြစ်စေတာဖြစ်တဲ့ the blood clotting process the blood clotting process is a very complex sequence of events in which there are many different clotting factors blood clotting process ကတော့ရှုပ်ထွေးတဲ့ဖြစ်စဉ်ဖြစ်တယ် blood clotting factor စီကအများကြီးပါဝင်တာဖြစ်တယ် blood clotting factor စီကိုကြာထားဖြစ်တယ် clotting factor number 1ကတော့ fibrinogen ဖြစ်တယ်နံပါတ်2ကတော့ prothrombin ဖြစ်တယ်နံပါတ်3ကတော့ thromboplastin လို့ခေါ်တဲ့ tissue factor ဖြစ်တယ် calcium က clotting factor number 4ဖြစ်တယ် vitamin k is important in the production of many of the compounds needed for the blood to clot including prothrombin vitamin k က prothrombin လို့ခေါ်တဲ့ clotting factor number 2အပြင်တခြား clotting factor တွေဖြစ်တဲ့7910ကို calcium နဲ့ bind လုပ်လို့ရအောင် modification တွေလုပ်ပေးရနေမှာပါဝင်တာဖြစ်တဲ့တချို့လူတွေမှာ သွေးခဲတာကိုတားဖို့အတွက် vitamin K ကိုပြန်ပြီးတော့မှ အသုံးပြုတဲ့ဖြစ်စဉ်ကို တားရစေ warfarin ကို သုံးရတာဖြစ်တယ် The events in the blood clotting process is as follow Blood clotting process မှာဖြစ်တဲ့ဖြစ်စဉ်ကိုပြထားဖြစ်တဲ့ black clotting process မှာ intrinsic pathway extrinsic pathway နဲ့ common pathway ဆိုပြောမှာရှိရင် first thromboplastin catalyze the conversion of a large soluble protein called prothrombin found in the plasma into another soluble protein the enzyme called thrombin thromboplastin လို့ခေါ်တဲ့ coagulation factor number 3 tissue factor က extrinsic pathway ကို activate လုပ်တာဖြစ်တဲ့ ဲ့ခါမှာ prothrombin ကနေပြီးတော့မှ thrombin ဖြစ်ကိုကျောင်းသွားမှာဖြစ်တယ် prothrombin a precursor of thrombin is biologically inactive why thrombin is biologically active prothrombin က biologically inactive ဖြစ်ပြီးတော့ thrombin ကတော့ biologically active ဖြစ်ပါလေတဲ့ activated ဖြစ်တဲ့ thrombin က clotting factor number 1ဖြစ်တဲ့ fibrinogen တွေကို fibrin ဖြစ်ကို catalyze လုပ်ပေးတာဖြစ်တယ်။ fibrinogen တွေက soluble protein တွေဖြစ်ပြီးတော့ fibrin တွေက insoluble fibers တွေဖြစ်ကိုကြောင်းသွားမှာဖြစ်တယ်။ This conversion happens on a large scale at the site of a wound. ဒဏ်ရာရတဲ့နေရာမှာ clotting process ကအများကြီးဖြစ်ပေါ်မှာဖြစ်တဲ့ calcium ions needed to be present in the blood at the right concentration for this reaction to happen blood clotting ဖြစ်ဖို့အတွက် သွေးထဲမှာ calcium တွေက လုံလောက်တဲ့ concentration ရှိရမှာဖြစ်တဲ့ damage ဖြစ်တဲ့ tissue စိတ်နဲ့ platelets တွေ contact ဖြစ်ခြင်းအပြင် platelets တွေ activate ဖြစ်လာရင် activate ဖြစ်တဲ့ platelets က တော်မိုပလတ်စတင်လို့ခေါ်တဲ့ tissue factor clotting factor 3ကို release လုပ်မှာဖြစ်တဲ့တော်မိုပလတ်စတင်က prothrombin ကနေ thrombin ဖြစ်အောင် activate လုပ်ပေးတာဖြစ်တယ် biologically active ဖြစ်တဲ့ thrombin က fibrinogen ကို fibrin ဖြစ်အောင် enzyme အနေနဲ့ catalyze လုပ်ပေးတာဖြစ်တယ် fibrin တွေကတော့ insoluble fibers ဖြစ်တဲ့အတွက်ကြောင့် blood clot တွေကိုဖြစ်စေတာဖြစ်တယ် Second, thrombin acts on another soluble plasma protein called fibrinogen, converting it to an insoluble substance called fibrin. ထရိုမင်ကဆလူဘာပရိုတင်းဖြစ်တဲ့ဖိုင်ဘရီနိုဂျင်ကိုအင်ဆလူဘာဖိုင်ဘာစ်ဖြစ်တဲ့ဖိုင်ဘရင်ဖြစ်ကို convert လုပ်ပေးတာဖြစ်တယ်။ Again fibrinogen is the biologically inactive precursor of biologically active fibrin. ဖိုင်ဘရီနိုဂျင်ကတော့ biologically active ဖြစ်တဲ့ fibrin ရဲ့ inactive precursor ဖြစ်ပါတယ်တဲ့ finally the fibrin forms a mesh of fibers to cover the wound and trap the red blood cells forming blood clot နောက်ဆုံးအနေနဲ့ fibrin တွေကဒဏ်ရာရတဲ့နေရာမှာ fibrin mesh တွေကိုဖြစ်ပေါ်စေတာဖြစ်တဲ့ဒီ fibrin mesh တွေကြောင့်မှ red blood cells တွေကပိတ်မိနေမှာဖြစ်တဲ့ activated platelets တွေကလည်း blood clot formation မှာပါဝင်တာဖြစ်တဲ့ damage ရတဲ့ area မှာ blood clot ဖြစ်ပြီးပြီဆိုလို့ရှိရင် damage ရတဲ့ blood vessel wall ကို repair လုပ်တဲ့ဖြစ်စဉ် septum မှာဖြစ်ပေါ်တာဖြစ်တဲ့ Black Vessel War ကို ပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင် Black Clock ကိုဖျက်ပြရမှာဖြစ်တယ် Black Clock ကိုဖျက်ပြတဲ့ဖြစ်စဉ်ကို Fibrinolysis လို့ခေါ်တာဖြစ်တယ်ဒီပုံမှာတော့ Fibrin Network ထဲမှာ ပိတ်မိနေတဲ့ RBC တွေကိုပြထားတာဖြစ်တယ် Black Vessel ထဲမှာရှိတဲ့ Black Clock ကို breakdown လုပ်တဲ့ဖြစ်စဉ်ကိုပြထားတာဖြစ်တယ် blood vessel ရဲ့ wall က damage ရမယ်ဆိုလို့ရှိရင် thrombosis ဖြစ်စဉ်ဖြစ်ပြီးတော့မှ ဒါမေးရတဲ့ blood vessel ကိုသွေးဆက်မထွက်အောင် thrombosis နဲ့ပိတ်ပေးရမှာဖြစ်တယ်။ blood vessel wall တွေ repair လုပ်ပြီးသွားမယ်ဆိုလို့ရှိရင်တော့ blood clot ကိုဖျက်ပစ်တဲ့ fibrinolysis ဖြစ်စဉ်ဖြစ်ရမှာဖြစ်တယ်။ Blood vessel တွေမှာမလိုအပ်ဘဲနဲ့သွေးခဲတဲ့ဖြစ်စဉ်တွေဖြစ်မယ်ဆိုလို့ရှိရင်သွေးကြောတွေမှာ သွေးကောင်းကောင်းမလျှောက်နိုင်မင်းနဲ့ပိတ်ကုန်မှာဖြစ်တဲ့သွေးခဲတာကိုတားတဲ့ဆီးတွေအလွန်ကျွံသုံးမိတာဒါမှမဟုတ်လို့ရှိရင်အကြောင်းမျိုးမျိုးကြောင့်သွေးမခဲဘဲနဲ့ရှိနေတာမျိုး fibrinolysis တွေအလွန်ကျွံဖြစ်တာမျိုးကမလိုအပ်ဘဲသွေးထွက်တာမျိုးဒါမှမဟုတ်သွေးထွက်ပြီးတော့ ွေးတိတ်ဖို့ကြာတာမျိုးလုံးဝသွေးမတိတ်တာမျိုးတွေကို ဖြစ်စေနိုင်တာဖြစ်တယ်။နှလုံးမဆယ်တွေကို supply လုပ်တဲ့ coronary artery စီမှာသွေးခဲမယ်ဆိုလို့ရှိရင် artery စီလုံးဝပိတ်ပြီးတော့မှ blood flow မရဘဲနဲ့ heart attack ကိုဖြစ်စေမှာဖြစ်တယ်။အုံနောက်သွေးကြောထဲမှာသွေးခဲမယ်ဆိုလို့ရှိရင်လေ ischemic stroke လို့ခေါ်တဲ့လေဖြတ်တာကို ခံစားရမှာဖြစ်တယ်။ clotting factor အိတ်နဲ့ factor 9နဲ့မျိုးရိုးလိုက်ပြီးတော့မှ deficiency ဖြစ်မယ်ဆိုလို့ရှိရင်သွေးမတိတ်တဲ့ယောဂ hemophilia ကို ဖြစ်ပေါ်စေမှာဖြစ်တဲ့ hemophilia ဖြစ်တဲ့ patient စီမှာ အလွယ်တကူသွေးထွက်လွယ်တာနှာခေါင်းသွေးယိုတာလှုပ်ရှားသွားလာတဲ့အခါမှာ join နေတဲ့ကို သွေးထွက်တာမျိုးတွေဖြစ်ပေါ်စေတာဖြစ်တဲ့ဒီနေ့ဒီချင်တဲ့အတူ grade 12 biology chapter 3.7.4 the clotting of the blood ကောင်းစဉ်အောက်မှာ the importance of blood clotting formation of blood clot fibrinolytic system biomedical importance of hemostasis အကြောင်းကိုလေ့လာခဲ့ကြတယ်။ဒီကျရုံးနဲ့အတူ grade 1 biology ကိုလေ့လာနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဇီဝကဟဲ့ knowledge sharing channel ကို like and share လုပ်ပေးကြပါ sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာတစ်ချက်နဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့